ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်အရင်ငယ်ဘူးတူတာအနေနဲ့ပြင်ပြချင်တာကတော့ဒီအတန်သွင်းခြင်းတဲ့သူတွေအတွက်ဒီအတန်သွင်းမဲ့ software နဲ့ soundcard ကိုအသုံးပြုမဲ့ soundcard ကိုခြေစက်နေဖြစ်ပါလေကျွန်တော်အတန်သွင်းမဲ့ software အများကြီးရှိပါတယ် pro tool တို့ cubase တို့ reason တို့ဆိုပြီးတော့အများကြီးရှိတဲ့အထဲမှာကျွန်တော်ကတော့ reason ဆိုတဲ့ software လေးနဲ့ကျွန်တော်ပြပေးမှဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီအသုံးမပြုခင်မှာ reason software ကိုကျွန်တော်တို့ကွန်ပျူတာထဲမှာကျွန်တော်တို့ install လုပ်ရမှာဖြစ်ပါတယ်ပြီးတော့ soundcard ကိုလည်းကျွန်တော်တို့ ဒီ driver ကို download install ထားရမှာဖြစ်ပါတယ်ပြီးတော့ဂျိုးလေးကိုလို့ခြေစပ်ပြီးပြီဆိုရင်ကျွန်တော်တို့ reason subway ကိုကျွန်တော်ဖွင့်ရအောင်မှာဖြစ်ပါတယ် reason subway ဖွင့်တဲ့ခါမှာဒီနေရာမှာအတန်းသွင်းဖို့ကျွန်တော်တို့ track ကိုလုပ်ပြရမှာဖြစ်ပါတယ် track ဆိုတာအပြောင်းလဲကဏ္ဍလေးကိုကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်ဒီမှာ click audio track ဆိုတာကိုပေါ့လာမှာဖြစ်ပါတယ်နောက်တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်အတန်းသွင်းမဲ့အနေအထားရှိနေပါပြီဒါကြောင့်ဒီမှာ telephone ကြောင်း dot 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 မိနေပါပြီဒါအတန်းသွင်းကြောင်းကျွန်တော်အတန်းသွင်းကြည့်မယ် hello 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 အတန်းမုန်သေးပါဘူးဒီမှာ လိုင်းနေမှာပါမဒီအင်းကြောင့်ကြောင်းနေပဲပါမဟုတ်လားရှိပါဦးအဲ့ဒါကိုကျွန်တော်ဖွင့်ကြည့်မယ်တောက်တောက်ဆိုတဲ့ဒါလေးပဲထွက်လာမှာဖြစ်ပါတယ်ခုနကတွန်းထားတဲ့တာကမဝင်သေးပါဘူးဒါကြောင့်မို့ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ပြန်တလေးလုပ်မယ်ပြီးတော့ကျွန်တော်တို့ဒီ software ရဲ့အပေါ်တိုင်းကိုကျွန်တော်တို့ဒီ file edit click option window ဟဲ့ဆိုတဲ့အတန်းတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာမှာ edit ကိုကျွန်တော်ရွေးရမှာဖြစ်ပါတယ် prefilling ကိုစဉ်းစားရွေးရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာ general audio MIDI account ဆိုရယ်เนาะ folder sync advanced ဆိုရယ်စာသားရှိတယ်အဲ့ဒီထဲမှာမှာ audio ကိုကျွန်တော်ထည့်ရရမှာဖြစ်ပါတယ်ဆိုတော့ audio cut driver ဆိုရယ်အကွက်မှာလေးတော့အကွက်ထဲမှာဒီနောက်တိုင်းမှာဒီလိုမျိုးပြထားတဲ့နေရာလေးကိုကျွန်တော် check လေးမှာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်ကိုဟိုအသုံးပြုနေဒီ sound card နာမည်ကြီးရမှာဖြစ်ပါတယ်ကျွန်တော် sound card လေးက audio mickey audio driver ဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုကျွန်တော်ယူရဖြစ်ပါတယ်ဆိုတော့ဒီအောက်ကိုသွားမယ်ဒီခါလေးကျရင်ဒီမှာက automatic ဖြစ်တတ်တယ်ออโตเมติกก็บาเปลี่ยนเลยสอตันตุเนี่ยเฉยมาเราดูที่ซาวด์บ็อกซ์เนี่ยลาได้อาการ ပြန်ပြီးတော့ဝင်တက်တာဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်တို့ဖြောက်ထားရမှာဖြစ်ပါတယ်။မညွန်ကိုကျွန်တော်နေပြရမှာဖြစ်ပါတယ်။ဒါလေးကိုနေပြမှာအဆင်ပြေမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒါလေးကိုပြန်ပြေးမှာဖြစ်ပါတယ်။ပြေးပြီးတော့ကျွန်တော်တို့ခုနရွေးထားတဲ့ trick မှာပြန်ပြီးတော့အတန်သွင်းကြအောင်။ Hello နေကောင်းလား။ကျွန်မရဲ့လားမြန်မာပြည်ကြီးငင်းချမ်းရဲ့လား okay ရဲ့လား။ Hello testy 1 2 3 oh ဒါအခုတခုပြောချင်တာကအခုကျွန်တော်တွင်းနေတဲ့ချိန်မှာလေးလေးပါးစာလောက်ပဲထထတလေးလေးပြန်ပြီးတော့ဝင်နေတာဖြစ်ပါတော့အတန်သွင်းနေတာဖြစ်တယ်။ဒါကြောင့်တော့ရှောက် ဒီအတန်းသွင်းချင်တယ်ဆိုရင်တော့ဒီ looping ဆိုတဲ့ sign လေးကိုနော်ကျွန်တော်ဖြုတ်ထားရမှာဖြစ်ပါတယ်ဖြုတ်ထားပြီးရင်တော့ကျွန်တော်ဆက်ပြီးတော့အတန်းသွင်းလုပ်ရပါပြီဒါလေးကိုပြန်ပြီးတော့ delete လုပ်မယ်အတိကနဲ့ပြန်ပြီးတော့ record လုပ်ကြည့်မယ် hello testy 1 2 3နေကောင်းရလားမြန်မာပြည်ကြီးငင်းချမ်းရလား မြန်မာပြည်ကြီးကျမ်းမာပါစေချမ်းသာပါစေဟုတ်ကြမလို့ခုဆိုရင်တော့ကျွန်တော်တို့အားလုံးနားလည်ပြီးသားဖြစ်ပါလေနောက်ပိုင်းကျရင်တော့ကျွန်တော်ဆောင်းကတ်နဲ့ဒီကွန်ပျူတာကိုဘယ်လိုချိတ်ဆက်ရမလဲဒီ hardware ပိုင်းပေါ့နော်ခုတော့ software ပိုင်းကျွန်တော်ပြီးသွားပြီဆိုတော့ hardware ပိုင်းကိုကျွန်တော်ဆက်လက်ပြီးတော့တင်ပြပါဖြစ်ပါလေအစားဆုံးကြည့်ပေးတဲ့သူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ